အမျိုးသားတွေစီးကျရောင်းတာနဲ့ပတ်သက်ပြီးတော့เนาะအဖြစ်များတာတွေအတွက်အခုပြပေးတဲ့လေ့ကျင့်ခန်းလေးလုပ်ကြည့်မယ်เนาะဒါကြတော့စီးကျင်တာစီးကြိုက်တာမျိုးတွေနောက်စီးသွားတာအားမရတာမျိုးတွေပေါ့เนาะအဲ့လိုမျိုးတွေမဖြစ်ဘူးစီးကျရောင်းခြင်းကိုလည်းတတ်သားစေတယ်ခြေဘွားနှစ်ခုကိုမျက်နှာချင်းဆိုင်လက်လေးရချိတ်ပြီးတော့ခြေထောက်ကိုပေါင်ရင်ကနေကျွန်တော်ပြင်းပြင်းလေးလွှဲပြီးတော့ခါပေးမယ်ပေါ့เนาะ ခြေောက်ကအဲ့လိုဘဲညာတစ်ဖက်ချင်းစီမဖြစ်စင်းနဲ့เนาะဇုံကိုရားတလောက်လေးမြောက်ပေးမယ်ကိုကဆဆချင်းမှာတော့နည်းနည်းညောင်းနေလိုက်မယ်ပေါ့เนาะအဲ့အားလေးလို့ကဲကိုကခြေောက်အတွင်းထဲမှာထဲလို့မှမရအောင်ဆိုရင်ခြေောက်ကိုအပြည့်ကိုနည်းနည်းထုတ်လိုက်ပေါ့เนาะထုတ်ပြီးလို့ရှိရင်ခါပြီးเนาะကဲနိုင်သွားပြီဆိုရင်တော့ခြေောက်ကိုကိုရဲ့အနောက်ကိုရားတလောက်လေးစုပ်ပြီးအဲ့တော့ကိုကတစ်မိနစ်နှစ်မိနစ်ပေါ့เนาะရားကြိုက်တလောက်ခါလို့ရတယ်ပေါ့เนาะပြီးပြီဆိုလို့ရှိရင်အရှိကိုကိုနိုင်တလောက်လေးကိုင်းချမယ်ကိုင်းတဲ့အချိန်မှာကိုရဲ့ဒီတံတောင်လေးရာလေး တရောင်လေးနဲ့ဒူးကောင်းကိုဖိဖိပေးပေါ့နော်ဖိဖိပြီးတော့အရှိကိုနိုင်တလောင်းနှဲနှဲပြီးတော့လျှော့ပေးမယ်ဒါဆိုရင်တင်မခွက်ကြောတွေခါးကြောတွေညောင်းတာတွေအတွက်လည်းတတ်တာရှိတယ်ပေါ့နော်ဒါတော့ကျမတို့ကလေဟိုအစာရှိတဲ့ချိန်ပဲဖြစ်ဖြစ်မရှိတဲ့ချိန်ပဲဖြစ်ဖြစ်ကိုကြိုက်သလိုလုပ်လို့ရတယ်ပေါ့နော်နိုင်တဲ့လူတွေကခြေထောက်ကိုအနောက်ကိုနည်းနည်းထပ်ဆုပ်ပြီးလို့ရှိရင်လက်လေးနှစ်ဖက်ပါရှေ့ကိုဆန်းပြီးတော့ကင်ချပြီးဒါတော့အကျဉ်းရည်အတွက်ကတော့မကန့်သက်ထားဘူးမိမိအဆင်ပြေသလိုတနေ့မှ၄၅၆ချိန်နဲ့၄ချိန်ပေးလို့ရတယ်ပေါ့နော်လုပ်ကြည့်ပါ